အားလုံးပဲမင်္ဂလာပါရှင် ရောပရိသတ် channel မှာကြိုဆိုလိုက်ပါတယ်ဆရာချစ်ဦးညိုရဲ့ရာဇကုမာရဆိုတဲ့စာအုပ်လေးရဲ့အပိုင်းဆက်ကိုဆက်လက်ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ရာဇကုမာရအပိုင်း9တောက်ပသောနေကြီးကရဲတင်းစွာနှုတ်ဆက်သည်ဒီတရပါမုတ်တကားမှထွက်လာခဲ့ပြီးသည့်တိုင်ဘယ်စီတို့ မြင်းဆက်လှည့်ရမှန်းမသိသစ်စေးနှင့် ရွှေရည်နှံများကိုမရှူရှိုက်လို့သဖြင့်နန်းတော်မှထွက်လာခဲ့တော်လဲကျွန်ုပ်မှရည်ရွယ်ဥတီရမယ်ဖြစ်နေသည်ပုပ်ပွားတောင်ဘက်စီသွားရမလားအရှိတောင်ဘက်စီထတော်ရီစီသွားရမလားဝေခွဲမရဖြစ်နေသည်ယမန်နေညံကမမဲအဆောင်မှနားထောင်ခဲ့ရသောအတိတ်ဆက်ကြောင်း၏အဆက်ကိုဆက်လက်နားထောင်မှုလည်းအချိန်မရောက်သေးမမဲသည်ယခုအချိန်လောက်ဆိုရင်နန်းဦးဖျားဆောင်သို့ဝင်နေလောက်ပြီး ပူပြင်းသောနေ့ခင်ကာလများတွင်မမဲ့ကိုအနာရစေခြင်းသည်ထက်တလဲလဲနားစင်ခဲ့ပြီးဖြစ်တော်လဲဘယ်တော့မှမယိုးနိုင်သည့်အတိတ်ဇက်ကြောင်းတွေကိုထပ်မံပြောပြခိုင်းခြင်းဖြင့်မမဲ့အားမပင်ပန်းစေခြင်းသို့သောမမဲ့အနာမှ ခွာလာခဲ့သောအချိန်များက ကျွန်ုပ်တို့မိတို့အသုံးချရမယ်မသိသောအချိန်များဖြစ်နေသည်အရိမရဏပူရကဥနွေးသော နေအောင်အောက်တွင် အသက်ဝင်နေပေပြီ ထနောင်းမင်တန်းရိတ်အောက်တွင်ဈေးပြန်တပားများအုပ်စုဖွဲ့အနားယူနေကြသည် ထနောင်းရွက်တို့၏အစိမ်းရောင်နှင့်အပြိုင်သူတို့၏ကိုဝစ်သနိုင်းများသည်စူးရဲတောက်ပြောင်နေသည်မလန်းမကန်းရှိမကြီးရိတ်အောက်တွင်လဲဝိုင်းတစ်ခုကို တွေ့နေရသည်စူညံစွာ ရေမောနေကြသောလဲသမားအစုတို့ဤလွတ်လပ်ခြင်းကအားကြเสียပင်လမ်းမအတိုင်းမြင်းများကိုလေးဘက်ကြနှင်ကတရပါတကားမတဆင့် နမ်းမြို့ထဲဝင်သွားကြသောရဲမက်အုပ်စုတို့ကိုလည်းမြင်ရသည်ရဲမက်တို့၏မျက်နှာမှာထမ်းရွက်အပ်အမှုတော်စီတို့ စိတ်ညွတ်ထားဟန်ဖြင့်လေးနက်တီကြည်နေကြလေသည်ဇက်ကြိုးကို ပုံပေးထားသောကြောင့်ကျွန်ုပ်၏မြင်းမှလည်းပြင်းရစွာဖြင့်လမ်းဥတီယာတိုင်းသွားနေသည်ကန္တာလလစ်ကုံတဲ့တို့၏လဲဆွဲမြင်းပိန်များကမျက်နှာချင်းဆိုင်မှ ဖြတ်သွားနေကြသည်သူတို့၏လဲများပေါ်တွင် အသွေးရောင်စုံပိတ်ဖြင်စများကိုအဆုလိုက်အပုံလိုက်တည်ယူလာကြသည်ခွာသံလေးတွဲစွာဖြင့်တဤဤသွားနေသောကျွန်ုပ်ဤမြင်းရှိတွင် ကိုကြက်မဲ့ဗလာကိုလုံးတီးဖြင့်ကလေးတငယ်များက ပြေးလွှားဖြက်ကူးသွားကြသည်သူတို့သည်မြင်းကို၎င်းမြင်းပေါ်မှ ကျွန်ုပ်ကို၎င်းစိုးစင်းမြဂယူမဆိုင်ကြပျော်ရွှင်စွာ အော်ဟစ်ပြေးလွှားနေကြသော ကလေးငယ်တို့အနေဖြင့်ဤမြင်းပေါ်မှ ရာဇကုမာသည်နည်းနည်းလေးမှစိတ်ဝင်စားဖွယ်ကောင်းမည်မဟုတ်ချေထနောင်းပင်တန်းရိပ်မှဈေးပြန်သမားမကြီးရိပ်အောက်မှလဲသမားအစုများလမ်းမပေါ်မှမြင်းစည်းရဲမက်များဂန္ဓာလရစ်ကုံတယ်များကလေးငယ်များသူတို့အားလုံးလွတ်လပ်ပျော်ရွှင်ကြပြီးချင်းစိတ်ဝင်စားဖွယ်စူးစိုက်မှုအာယုံအသီးသီးတို့ဖြင့်သူတို့သည်အသက်ဝင်လှုပ်ရှားနေကြချေသည် အရိမရဏပူရပကြီကားချက်ကြီးထဲမှအတိဘယ်ရှိသောစေးဆက်များစေးရောင်များ ပူနွေးသောဤနေရောင်အဝဲတက်ကြွလန်းဆန်းမှုအလင်းကင်းစွာဇက်ပုံထားသောမြင်းဤခြေဥတဲ့ရာအတိုင်းရည်ရွယ်ချက်မဲ့စွာ လိုက်ပါနေသူကျွန်ုပ်အတိဘယ်မဲ့သောစူးဆိုင်မှုကင်းသောလွတ်လပ်မှုမရှိသောကျွန်ုပ်ရာဇကုမာတူးတဲ့လွတ်လပ်စွာပျော်ရွှင်နေကြသူများကိုအားကြခြင်းမရှိဘဲမနာလိုမရှုစိတ်ဖြစ်နေမိပါလား လွတ်လပ်မှု အချုပ်အနှောင်ကင်းမဲ့မှုငါဟာ အချုပ်အနှောင်ပိတ်မိနေသူလားငါဟာအချုပ်အနှောင်မိနေသူလားတန်လျက်များပြန်တက်လွင့်မျောနေသည်ကိုကြည့်ရင်ရင်ထဲမှရေရွမီတော်သည်ရေစရာကောင်းသော စိတ်ကူးယူတစ်ခုဖြစ်ပေသည်ဓညဝရီ တောင်စင်ခုနှစ်ခရိုင်သာဓညဝရီတောင်စင်ခုနှစ်ခရိုင်စာမင်းတပါးဖြစ်သူဇေယခိတရာဘွဲ့ခံယူထားသူတယောက်သည် အချုပ်အနှောင်မိနေသူထဲလား ကျွန်ုပ်သည်အရှင်သခင်ဖြစ်သည်ကြေးကြုံမဟုတ်တစ္ဆာပေးသူသာဖြစ်သည်တစ္ဆာခံရသူမဟုတ် အခွန်တုပ်စားသူသာဖြစ်သည် အခွန်တုပ်ပေးရသူမဟုတ် သို့သောထိုသို့သောလူတယောက်သည်ဘာကြောင့်လွတ်လပ်မှုကို မခံစားရဘဲအချုပ်နောင်မိသူလိုခံစားနေရသလဲရာဇကုမာကိုဘာကတုံနောင်ချီဖွဲ့ထားသလဲရာဇကုမာပေါ်တွင်မိသို့သောအလေးပင်တစ်ခုကပြကြနေသလဲ ဇေယခိတရာအရှင်ပါလားအဆောင်ရဲမက်မပါအချွေရံမပါပဲဘဲကိုများသွားမလို့ပါလေအရှင်မျက်နှာချင်းဆိုင်မှာဖြတ်အပ်သွားမြင်းချင်းရှင်မိချိန်တွင် မြင်းကိုတုံလျက်ပြောလိုက်သောစကားသံတစ်ခုကြောင့်ကျွန်ုပ်အတွေးမှလန့်နိုးထားဖြစ်သည်ထိုသူကိုကျွန်ုပ်မမှတ်မိခြင်းကလမူးဝစ်စုံနဲ့ထိုသူကရိုကျိုးသောအမူအရာဖြင့်မြင်းပေါ်မှဆင်းသည်ကျွန်ုပ်ကိုကြည့်နေသောသူ့မျက်နှာမှာရင်းနှီးသောအပြုံးတစ်ခုရှိသည် ကျွန်တော်ဘာများအမှုတော်ဆောင်ပေးရမလဲအရှင်ထိုအခါမှပင်သူ၏ကိုကျက်အညူရံကိုသတိထားမိသည် သူကဘရင်လှေတက်မှ ကလန်မှုတရားကလန်မှုကြီးအမတ်ဦးဖီဤအမှုထမ်းတရားအိုးဘာမှဆောင်ပေးစရာမရှိပါဘူးဦးဖီတယောက်ကစိတ်ကမ်းမှရှိနေပါတဲ့အရှင် ကလန်မှုကြီးစီကို ကျွန်တော်လိုက်ပို့ပေးရမလားနေပါစေကျုပ်ဘာသာကျုပ်ပဲသွားလိုက်ပါမယ်အလိုလျောက်ပင်ပြောထွက်သွားသည် ထိုသူကကျွန်ုပ်ကိုဥညွတ်ကမြင်းပေါ်တက်လျက်ထွက်ခွာသွားသည်မိတို့ဆိုစီသူ့ကိုကျွန်ုပ်ကျေးဇူးတင်မိပေသည်ဥဖိရှိရာ စိတ်ကန်းတို့ကျွန်ုပ်မြင်းကိုနှင်ခဲ့သည်တနည်းအားဖြင့်ဥတီ၍တယောက်ယောက်နှင့် တွေ့ဆုံဖို့ဆိုသောအတိတ်ပဲလေးတစ်ခုတော့ရှိလာသည်ပင်ညာဦးငဖီဟု ခေါ်ကြသောဥဖိကခင်မင်လေးစားပွဲကလန်မူကြီးဖြစ်လေသည်ယိုကြီးဟစ်တံများကြားရသည် ကဘာသောအတိုင်းတောင်ပြန့်ကိုဖြတ်လာပြီးနောက်တွင်မြစ်ပြင်လေကကျွန်ုပ်ထံသို့တိုးဝင်လာသည်မြစ်စိတ်တွင်လှေတက်တော်ရဲမက်အစု90ခန့်ကိုတွေ့ရသည်တောင်ဆက်မှမြစ်ထဲသို့တစ်လုံးများချရင်ညာတန်ပေးနေကြခြင်းဖြစ်လေသည်လှေတက်ရဲမက်အစုများဖြစ်တော်လဲရေပြင်လှေပေါ်တွင်ရှိမနေကြပဲတောင်ဆက်မှတစ်လုံးများကြာလှုပ်ရှားနေသောကြောင့်ညင်ခွေးမှာတစ်မျိုးဖြစ်နေသည် သူတို့ဟင့်နေသောယိုယီးတံများလှမှလည်းလေလောညာတံမဟုတ်ကြောင်းသိတာလာသည်ရဲမတ်များနှင့်တစ်လုံးများအလဲတွင် ထွားကျိုင်းလာသောဥဖီကိုမမကြီးမြင်နေရသည်သူရဲမတ်များလိုပင်ဥဖီမှလည်းကိုကြက်မပါဗလာကြောပြင်ကြီးဖြင့်သူတို့အားလုံး၏ကြောနှင့်ပခုံးလက်ယုံများမှကြွက်သားများမှနေဘူးတောင်ပြင်တွင်ချွေးများဖြင့်ဖူးထစ်ယုံကြွနေကြသည် ်ဥဖီးကကျွန်ုပ်ကိုမြင်သွားသည်နှင့်လက်ကိုဝှေ့ရမ်းပြပြီးကျွန်ုပ်ရှိရာလျှောက်လာသည်ထို့နောက်မြင်းဆက်ကိုလှမ်းယူ၍နှစ်ဖူးပြင်မှချွေးများကိုတုတ်ကာပြောလေသည်နေပြင်းလာတဲ့အရှင်သားအရှင်သားဟူသောအခေါ်ဝေါ်မှာဥဖီးနှုတ်ကြိုးနေသောစကားလုံးဖြစ်သည်ဟောဟိုတစ်ပင်ရိတ်ကြီးစီသွားကြရအောင်အရှင်သားမအဆောင်ရဲမဲ့လဲတယောက်မှမပါပါလားဒီနေရာမှာအဆောင်ရဲမဲ့လူသေးလို့လားဦးဖီး သူဤနှစ်လိုဖွဲအတန်ကြောင့်ကျွန်ုပ်ပော့ပါလန်းဆန်းစာပြူလာသည်မြင်းပေါ်မှဆင်းပြီးသူနှင့်ရှင်ကတောင်မြင်ကိုဖျက်ခဲ့သည်တစ်လုံးတွင်လည်းဘာလုံးနေကြတာလဲဦးဖီဖောင်ဖွဲတဲ့လေးကျင်ကန်လေးအကောင်တွေကညောင်ဦးငဖီးရဲ့လေတက်သေးဝင် အမှုထမ်းရရင်လေတက်သားဝစ်စုံလေးဝစ်လေပေါ်ထိုင်းတက်ကြရမယ်ထင်နေကြတာအခုလိုတောင်မြင်နေဘူးကျဲကျဲမှာဖောင်ဖွဲလေးကျူးမှုလောက်ရမယ်လို့ဘယ်ထင်ကြမလဲတွေ့လားတကောင်သားတွေ့ တောင်မြင်ပေါ်တွင်ရန်ထားသောတစ်လုံးကြီးများကိုဆွဲထုတ်ယူပုံရေထဲသို့လှိမ့်ချကြပုံ တွန်းရွှေ့ကြပုံရေထဲအရောက်တွင်တစ်လုံးကို ထိမ့်သိမ့်ကင်တွယ်ပုံကျိုးဖြင့်ဖွဲ့ချီပုံတို့ကို တိုင်တန် ဖောက်တန်ညာတန်ပေးလျက်အဆက်မပြတ်လှုပ်ရှားသွားကြသည်မှာကြည်ကောင်းလှပေသည်တစ်ခုတ်သမားဖောင်မျောသမားတွေရဲ့ဖောင်ဖွဲ့တဲ့အတက်ကိုတက်တော်ရဲ့စစ်တီစည်းကမ်းနဲ့ပေါင်းဆက်ထားတာလေ ဒီလိုလေးကျင်းမှုမျိုးကိုဥဖိဒါလင်တက်နိုင်ပေမည်။ဖောင်ကျိုးမဖွဲတက်သေးသမျှတက်မကန်ရဘူးလို့အမိန့်ထုတ်ထားတာကလား။တကောင်သားတွေမှတ်ကြရော။နေပူပူတဲပူပူတောင်ပြင်ပြန့်တွင်တလုံးကြီးများကို ဖောင်ဖွဲလေးကျင်းရသည်မှာ အလွန်မှပင်မတက်တာလာတော့လေးကျင်ခန်းပင်။သို့သောသူတို့အားလုံးမှာယူကြီးညာတဲ့အောက်တွင်ချွေးတွှဲွှဲဖြင့်တက်ကြွပျော်ရွှင်နေကြလေသည်။ ထွားကြိုင်းတုတ်ခိုင်လာတော့ဥဖိကိုလုံးကြီးမှလည်းချွေးတွေအရွှဲသာတဖမ်းမင်ရိတ်အောက်သို့ဝင်လိုက်ကြပြီးတင့်မြင့်စုံပေါ်တွင်ထိုင်ဖြစ်ကြသည်။ကဲအရှင်သားအတွက်ဥဖိဘာလုပ်ပေးရမလဲ။ဘာကိစ္စနဲ့ကိုတိုင်ရောက်လာသလဲ။ဘာမှလုပ်ပေးစရာမရှိပါဘူး။ဥဖိတို့ဒီမှာရှိနေတယ်ဆိုလို့လာတာ။ရည်ဝဲချက်မဲ့ရှောက်သွားနေရမှအမှတ်မတင်ရောက်လာတော့အဖြစ်ကိုကျွန်ုပ်ဖုံးကွယ်မိသွားသည်။နှလုံးမလဲစိတ်ကရိတ်ခနဲတက်လာခြင်းတော့လဲ။ ဖောင်ဖွဲ့ရဲမက်များကိုလှမ်းကြည့်ရင်အာယုံပြောင်းလဲရလေသည်အရှင်သာဒညဦးတွေမသွားဖြစ်သေးဘူးလားမေမေမကြမ်းပါဘူးဦးဖီးကျွန်တော်ဒီမှာရှိနေမှဖြစ်မယ်အိုးဟုတ်လားကျွန်ုပ်နန်းတော်ပြန်မြောက်တာ၅ရက်ရှိသွားပြီဘာမှမသိဘူးဒေဝီဖျားအကြောင်းကြားရတာစိတ်မကောင်းပါဘူးဒေဝီဖျားမှာတွေ့ရနေတဲ့ဝေဒနာရှိတယ်လို့တမားတော်တွေကပြောတယ်နေအောင် ငလုံးစီမှာတွေ့ရကောင်းစေတဲ့ရှရှပါပါဆေးမြစ်တွေရှိတယ်။ဒီကောင်ကတစ်မြစ်တစ်ဖူးအကြောင်းတော့နှံ့ဆက်တယ်။ထွန်တုံးထဲသွားနဲ့ထိုးမိပြီးပေါ်လာသည်မြတစ်မြစ်တွေကိုသူကလေးလာစုဆောင်တတ်တာကလား။ဥဖီပြောသောငလုံးဆိုသည်မှာဘရင်လေတော်များနဲ့အရိမတရပူရာဤပယ်ပေါင်းများစွာသောလယ်မြေများကိုကြီးမှုရသည့်ကလံမူကြီးငလုံးပင်ဖြစ်လေသည်။ငလုံးစီကတစ်မြစ်ရဲ့ငထွေစီက ထညက်အရက်ရဲ့ရလိုက်စမ်းပါစိမြင့်စိန်ရဲ့လိမ့်ပေးလိုက်ရင်ဒေဝီဖျားရဲ့သွေးရနယ်ဝေဒနာကိုတစ်ဖက်တစ်လမ်းကကောင်းကောင်းကုစားနိုင်ပါပါနေုံဖောင်ဖွဲလေးချိန်ခန်းကပြီးတော့မှာပါပြီးရင်ကျုပ်ဒီကောင်တွေစီလှည့်လိုက်မယ်ဦးဖီးကလွန်စွာလက်တွေ့ကြသော ကလန်မူကြီးပင်ပြဒနာတစ်ခုခုအတွက်ဖြည့်ရှင်းစရာနီလန်တစ်ခုခုလည်းသူ့ထံမှာအလွယ်တကူအစဉ်တပြေရှိနေတတ်ပေသည်။ဥပီအားလက်တဲ့အခါအဲ့ဒီဟာကိုလှုပ်ပေးဖို့ အခုနေတော့ကျွန်တော်ကိုဖောင်ဖွဲလေးခြင်းမှုအကြောင်းပြောပြစမ်းပါဖောင်ဖွဲတဲ့ကိစ္စဟုတ်လားအရှင်သာစိတ်ဝင်စားနေသလားဖောင်ဖွဲတဲ့အတက်ကိုစစ်တီတော်တွေရဲ့စီကံနဲ့ပေါင်းဆက်ထားတယ်ဆိုလို့ကျွန်တော်စိတ်ဝင်စားသွားတာဥပီကကွန်ချေးတက်နေတော့သွားများပေါ်အောင်ရည်သည်အမှန်တော့အမှန်တော့အရှင်သာ ဖောင်ဖွဲတဲ့ဖောင်ချိုးငင်နဲ့ဆိုတဲ့အတက်ဟာအေယော်ရီရဲ့မြညာဒေတာဟိုးတော်ကြီးတွေက ဖောင်မျိုးသမားတွေတက်ပြီးသားပညာပါ ပြောရရင်ဒီအစ်လုံးတွေကိုညင်ညီစီပြီးကြိုးဆွိုင်းတာဆွဲတာတုတ်တာတွေကဒီလောက်ခက်ခဲလာတာမဟုတ်ပါဘူးခွန်အားအ धिक မဟုတ်ဘူးလင်မြန်မှုနဲ့ကျွမ်းကျင်မှုသာလိုတာအဲ့ဒီပညာကိုကျုပ်ကဘရင်ရေတက်တော်လှေတော်သားတွေလိုက်နိုင်ရမယ်အမိန့်စည်းကဲနဲ့ပေါင်းဆက်လိုက်တာပဲလင်မြန်မှုကျွမ်းကျင်မှုကိုအမိန့်နာခံမှုညီညွတ်မှုနဲ့ပေါင်းလိုက်တာလှေတက်သားတွေအတွက်ဘလို့အကျိုးထူးတယ်လဲဦးဖီ ၄တောင်ကြာ၍ကျယ်ပြန့်သောဥပ္ပိမျက်နာကြီးမှလေးနက်သွားသည်ဒီလေးချင်းမှုမှာကျုပ်အဓိက ပေးတာကတော့လေးလံတဲ့အရာတွေရဲ့ချက်ကောင်းကိုဖမ်းပြီးအမိယတုတ်ချီကင်တွယ်ခြင်းအဖြစ်ပော့ပါသွားစေတတ်တယ်ဆိုတဲ့အသည့်ပဲရှင်သာဘာဘလို့ဥပ္ပိပြောစမ်းမအောင်ဖောင်ဖွဲလေးချင်းမှုသည်တာမန်ကိစ္စမဟုတ်တော့ဟုကျွန်ုပ်တွေးမိလေသည်ဥပ္ပိကခြေဟန်လက်ဟန်ဖြင့်ရှင်းပြလေသည် တက်လုံးကြီးတွေဟာကုန်းပေါ်မှာဆိုရင်လူ၁၀ယောက်၁၅ယောက်မလို့မနိုင်အောင်လေးလံကြီးမကြတာဒါပေမဲ့မြေအနေအမြင့်တက်လုံးအနေထားကိုကြည့်ပြီးကုတ်ကိုတုံးလိုက်တဲ့အခါတက်လုံးတွေရဲ့အလေးချိန်ဆိုတာဟာပျောက်သွားတယ်သဘောကတော့ကုတ်ကိုတုံးတဲ့ရင်ဘယ်ပစ္စည်းရဲ့ဘလို့အလေးချိန်ကိုမှမှုစရာမလိုဘူးကြီးမားလေးလံတဲ့အရာမှန်သမျှကိုပော့ပါသွားအောင်လုပ်နိုင်တာကြီးပဲ။ တစ်လုံးဖောင်ပွဲလေးခြင်းမှုကဲ့သို့သောတာမန်ကိစ္စတရက်မှနေ၍ဥပဒေတွေထုတ်ယူပြနေသောဥဖိဤစကားကိုကျွန်ုပ်လေးနက်စွာနားဆိုင်နေမိသည်စစ်တီတွေရဲ့စိတ်ထဲကိုတွင်းမိတဲ့အချက်ကအဲ့ဒါပဲအရှင်သာမိမိအားနဲ့မမျှတဲ့အရာတွေကိုကင်တွယ်တဲ့နေရာမှာကုတ်ကိုအသုံးပြုသလို အချက်အညာတစ်ခုခုရှာဖွေတတ်ဖို့အချက်အညာကတဆင့်အင်အားကြီးမားလေးလံတဲ့အရာတွေကို နိုင်နင်းဖို့ဒါကိုပို့ချပေးတာပဲ။ တင်းနေငါထဲမှာကျုံးဝင်သလားဦးဖီစိတ်ရဝิญဉ်ဆိုင်ရာတင်းနေငါပေါ့အရှင်သာဒီအပြင်မှာနောက်တစ်ခုလည်းရှိသေးတယ်ရိုကြီးတန်များညာတန်များနဲ့ရေပြင်ထဲသို့တစ်လုံးကြီးများဘွမ်းကနေကျသွားတန်များကြောင့်ဦးဖီဤစကားမှာ ပို၍အသက်ဝင်နေသည် ပြောပါအောင်ဦးဖီတစ်လုံးဖောင်ပွဲကိစ္စဟာဒီလောက်လေးနဲ့နေမယ်လို့ကျွန်တော်မထင်မိဘူးလေးလံတဲ့တစ်လုံးကြီးတွေကို ကုတ်သုံးပြီးရွှေမာခဲ့ပြီး ူ့ကိုရေထဲချလိုက်ပြီးဒီခါမှာတင်းနေကအစ်စ်တစ်ခုထပ်ပေါ်လာတယ်။တင်းနေကအစ်စ်ရေထဲမှာတစ်လုံးကြီးတွေဟာဘောလုံးမျောတယ်။လေးလံမှုပျောက်ပြီးပော့ပါသွားတယ်။ဒီခါတစ်လုံးတွေရေထဲမျောပါမသွားအောင်ကစင့်ကလျားဖြစ်မသွားအောင်ထိမ့်သိမ့်ဖို့လိုလာပြီးရေရဲ့တက်တီကြောင့်ပော့ပါသွားတဲ့တစ်လုံးတွေကိုအထင်မသေးရဘူး။သတိလက်လွတ်မဖြစ်ရဘူး။အထင်မသေးရဘူး။သတိလက်လွတ်မဖြစ်ရဘူး။ဟုတ်လား။ဟုတ်တယ်။ကုန်းပေါ်မှာ ုတ်နဲ့ထိန်းရွှေ့ရသလိုရေထဲမှာလည်းစူးကျိတ်လွန်ကျိုးတွေနဲ့ထိန်းရွှေ့ချီတုပ်ရအောင်ပဲကျွမ်းကျင်မှုလင်းမြန်ဖြက်လက်မှုတွေနဲ့အတူသတိမပြတ်ထားရှိမှုဆိုတာလည်းလိုလာတယ်အမှန်ကတော့ရေထဲမှာဘောလုံးမျောနေတဲ့တစ်လုံးတွေဟာပိုပြီးအန္တရာယ်ကြီးတယ်ဖောင်ဖွဲ့သမားတွေအနေနဲ့ဓာရီကိုမပိုင်နိုင်ရင်တစ်လုံးညက်မယ်တစ်လုံးနဲ့စောင့်တိုက်မယ်ပိုပြီးသတိထားရမယ်သူဥပဒေသားကတော့ဥပီး အောင်မြင်မှုတစ်ခုရပြီးတဲ့နောက်မှာအဲ့ဒီအောင်ပွဲနဲ့အတူတာဝန်ယူမှုဆိုတာပို့ပြီးကြီးမားလာတယ်။ဒါကိုထက်ပြီးခြီးရတုပ်ရမယ့်တစ်လုံးတွေကိုလွန်ကျိုးနဲ့ခြီးတုပ်နှောင်သလိုမပြတ်ဆောင်ကြတဲ့သတိနဲ့ခြီးရတုပ်ရမယ်။ဒါဥဒေတာပါပဲ။ကြီးမားလေးလံတဲ့အရာများကို နိုင်နှင်းအောင်ကင်တွယ်ရ၌အချက်အညာတစ်ခုရှိတတ်သည်။ဒါကိုကင်တွယ်အသုံးချရမည်တဲ့ ဒီအဆင့်ကိုကျော်လွန်ပြီးနောက်တွင်လည်းမပြတ်ဆောင်အပ်သောသတိဖြင့်ဖွဲ့ချီတုံ့နှောင်ရမည်တဲ့တစ်လုံးဖောင်ဖွဲ့လေ့ကျင့်မှုမှကျွန်ုပ်ရလိုက်သောဥပဒေသားနှစ်ခုဥပီစကားအရဆိုရင် စိတ်တဲ့ဝิญဉဉ်ဆိုင်ရာတင်နေကတိတ်ကောင်းတဲ့တင်နေကဥပဒေသားတွေပဲဥပီဖောင်ဖွဲ့လေ့ကျင့်ခန်းမှာဒီလောက်လေးနေတဲ့အရာတွေရှိနေမယ်လို့ကျွန်တော်မထင်မိဘူးရှိပါတော့အရှင်သားအမှန်တော့ဒါမျိုးတွေကိုရဲမဲစစ်တီတွေရဲ့ သွေးထဲသားထဲမှာစိတ်ဝင်သွားအောင်တင် जा ပေးဖို့ကိုတော်ကြီးကအမိန့်ပေးထားတာကိုတော်ကြီးဟုဥဖီတို့လူတိုက်ကခေါ်ကြတော့ကျွန်ုပ်ဤခမဲတော်ကျန်စစ်မင်းကြီးစိတ်ထဲမှာတစ်ချက်ညှို့သွားလေသည်ဥဖီဤစကားများတွင်ဝင်စားဆူးဆိုင်နေခဲ့သော အတွေးများမှလည်းအမွေအနောက်ခံလိုက်ရသောရေအိုးလိုအနေအမုံတွေထထသွားသည်ဥဖီကတော့နန်းတော်ရှိရာစီသို့ငေးမျောကနေပြန်သည် ိုရော်ကြီးရဲ့ဂျေဇူးတိတ်ကြီးတယ်ကိုရော်ကြီးဟာဘာကိုပဲအမိန်ပေးပေးနှလုံးရည်ပြေဝကြန့်ခိုင်ဖို့ကိုပို့ပြီးအူးထားတယ်အရိမရရပူရသားတွေနှလုံးရည်ညံ့မာကိုတိတ်ပူပန်ရှာတယ်လက်ယုံရည်ထက်မြက်ပြီးစင်ကျင်တုံတရားညံ့ပြင်းသူတွေဖြစ်နေကြမှာကိုစိုးရိမ်ရှာတယ်ဥဖီစကားတွေကိုကျွန်ုပ်ဆက်နားမထောင်ကျင်တော့ပေခမဲတော်ကြံစစ်မင်းကြီးအကြောင်းပြောကြစတန်းဆိုရင်ဥဖီတို့လူတိုက်သည်မမောနိုင်မပန်းနိုင်ရှိတဲ့ကြချေသည် သူ့မှာကလည်းငယ်စဉ်ကတည်းကစပြီးထီးနန်းပလင်ပေါ်ရောက်သည့်အထိလက်ယုံပြိုင်ပွဲတွေစစ်မှတ်တွေနဲ့ကြီးကြုံခဲ့ရတာကိုဒါကြောင့်ခုဒီဘက်ကာလတွေမှာနှလုံးရည်ကို အားပြုလာခဲ့တာနဲ့တူပါရဲ့ကျွန်ုပ်နေရာမထကမြင်းဆက်ကျိုးကိုကင်လိုက်သည်ပြန်တော့မလို့လားအရှင်သားဒေဝီဖျားအတွက်ဆေးမြေရောထညက်ထန်းလျက်အရက်ကို ကျုပ်ယူလာခဲ့ပါမယ်ဥဖီဤလက်မောင်းအိုးကို ဆုတ်ကင်နှုတ်ဆက်ကကျွန်ုပ်ထွက်လာခဲ့သည်တောင်ပြင်ရေဆက်မှယူရီးတံများကပို၍ကျေလောင်နေကြသည် ရေထဲသို့တစ်လုံးကြီးများတပွမ်းပွမ်းကျသွားတံများကျွန်ုပ်ဤရင်ကိုထိုးဆောင်လေသည်မိတို့ရှိစေဥဖီးပြောပြသောတင်တင်ကနှစ်ခုကိုကျွန်ုပ်ပြန်လဲသုံးသက်ရအောင်မိသာဟုတ်ကဲ့ပါရှင်စာအုပ်လေးကိုဒီမှာပဲခေတ္တခဏရနာလိုက်ပြစေနော်နားဆင်အားပေးကြသူအားလုံးကိုကျေးဇူးများ í တင်ပါတယ်ရှင်ကျမ်းမာပေးခြင်းကြပါစေ